လောကမှာနေမင်းကြီးမှောင်သွားလို့ရှင်ရှေ့လျှောက်လမ်းရမဲ့ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေဟာဘယ်နှခုရှိသလဲလို့ဆိုလို့ရှင်မမြင်နိုင်တဲ့အရာတွေဟာလူတယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရာအောင်မဲ့ဆိုမသိဘူးတို့အသက်ဟာဘလောက်ရှင်မဲ့ဆိုတာဘယ်သူမှအကျိုးပြောလို့မရဘူးတဲ့ လောကကြီးမှာမသိနိုင်တဲ့အရာအေဘလောက်ပဲချမ်းမာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးသွားနိုင်အခုမာမာကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးနဲ့ဖြစ်သွားနိုင်ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမျိုးတက်သွားဘုန်းကြီးတို့ဘာနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေ ရန်ကုန်ကနေပြီးတော့တက္ကະတယောက်ဖုန်းဆက်တယ်ဖုန်းထဲမှာစကားပြောသိပ်မကြပါဘူးမိမျိုးကပြန်ဆင်းလာတဲ့အခါကျဖုန်းတကောဝင်လာခုနကဖုန်းဆက်တဲ့တက္ကະဆုံးလို့တဲ့ဟောမယုံနိုင်တော့အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့တက်တန်းဘလောက်နေရမယ်အသက်ဟာဘယ်ရွေ့ဘယ်မြတ် ရှင်လျားမယ်ဆိုတာမသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတာမသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းတာကန့်တာဟာလေမသိနိုင်ဘူးတဲ့နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂနဲ့တည်ရမယ်ဆိုတာမသိနိုင်ဘူးအေးစီဂျူယောဂဖြစ်ပေမဲ့သွေးတို့နဲ့တည်ခြင်းတည် သေချိုးယောဂရှိပေမဲ့လို့တခြားယောဂနဲ့သေခြင်းသေးတယ်။လုံးဝမြောက်မှန်းကြည့်လို့မရနိုင်ဘူး။ယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လေသေချာပေါ့မပြောနိုင်ဘူး။တချို့မှာဆွဲနေတဲ့ဝေဒနာကတမျိုးသေတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သေသွားတယ်ပေါ့။ဒါမျိုးတွေလည်းရှိ။ဒါကြောင့်မို့ဗျာဒိဆိုတာလေကြွတင်ပြောလို့မရဘူးတဲ့။ကြွတင်ပြောလို့မရတဲ့ဟာတစ်ခုပဲ။ ဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဘူးဇီဝိတံပြာတိကာလောစကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲမနဲ့လားနေလည်လားညလားမပြောလို့မရဘူးပြောလို့မရလို့ကိုရှင်ပါနေမယ်ဘဝဏီကုန်းချုပ်သွားတဲ့ပုံကိုယ်ကြီးမြောင်များစွာရှိကြပါတယ်အမှတ်တမဲ့နေရင်တော့မသိဘူး မတ်တရနေမယ်ဆိုရင်တော့အကုန်သိနေကြတာပဲမမျောလင်းမဲနဲ့ဖြစ်တာတွေရှိပြီစီဝိတံပြာရိကာလောစဒေဟနိခေပနံဂတိဘယ်နေရာမှာဘဝနေကုန်အဆုံးသတ်မယ်မသိသည့်အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာတကြုံမယ်ဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလည်းမသိနိုင်ကြဘူး တချို့ဟာကောင်းကင်ယံမှာအိဋ္ဌဆရောက်သွားတာလည်းရှိတယ်။တချို့ဟာပင်လယ်ထဲခရီးသွားရင်အိဋ္ဌဆရောက်သွားတာလည်းရှိတယ်။မျိုးစုံပဲလေ။မျိုးစုံပဲ။အဲ့တော့ကိုယ့်ရဲ့အလောင်းဘယ်နေရာမှာပြစ်ချရမယ်၊ဘယ်နေရာမှာမြုပ်နိုင်ရမယ်၊သင်းကြွရမယ်ဆိုတဲ့ဟာလဲမှန်ကြည့်လို့မရနိုင်တဲ့ဟာတစ်ခုပဲတဲ့။နောက်မသိနိုင်တာတစ်ခုကဘာလို့ဆိုရင်ဂတိ လူတိုင်းလူတိုင်းဟာလမ်းကြောင်းကြီးစခန်းကြီး၅ခုရှိတယ်ဂတိ၅ပါးလို့ခေါ်တာပေါ့ destination နဲ့ခရီးဆုံး၅ဌာနရှိတယ်အဲ့ဒီ၅ဌာနကဘာတုံးဆိုရင်ဒီဝဂတိတဲ့ကုသကံတွေအကျိုးပေးလို့ရောက်သွားနိုင်တဲ့နေရာတစ်ခုကလက်ပြေထို့နောက်ဒုတိယရောက်သွားနိုင်တဲ့နေရာကလူပြေအကုသိုလ်တွေအကျိုးပေးလို့ကံမကောင်းအကြောင်းလာတယ် ရောက်သွားနိုင်တဲ့နေရာတစ်ခုကပြိတ္တာတရိษ္ဆန်ငရဲအလုံးဂတိ၅မျိုးအဲ့တော့ပုရုဇဉ်တယောက်အနေနဲ့ဘဝတစ်ခုအဆုံးသတ်ပြီဆိုရင်ဘယ်ဘဝမှာပြန်လီမွေးဖွားမလဲဆိုပြောလို့မရဘူးစိတ်ရဲ့အခြေအနေတွေတည်ဆုံးတဲ့အချိန်မှဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မှာမူတည်သွားတယ်တောတဘာမဖြစ်သေးသမျှ နိယတဂတိလို့ကိုသတ်မှတ်ထားတဲ့ဘဝတစ်ခုကိုသွားလို့မရသေးဘူးတဲ့နော်ဘုရားလောင်းကြီးတောင်မှတရိစ္ဆာန်ဖြစ်တဲ့အခါဖြစ်သွားတယ်ငရဲကြသွားတဲ့အခါကြသွားတယ်ဘာဖြစ်လို့တေကန်ဒီအချိန်မှာဘာရီနဲ့ဂျုံပြီးဘာစိတ်နဲ့သိမယ်ဆိုတာကျွတ်တင်ပြောလို့ရမှာမရဘူးကျွတ်တင်ပြောလို့မရနိုင်တဲ့အချက်အခုလို့ဘဝစည်းစာအချိန်ဘဝခရီးကိုရှောင်လန်းပြီဆိုလို့ရှိရင် ဒီအချက်တွေဟာလူတိုင်းလူတိုင်းကြိုတင်မပြောနိုင်တဲ့အချက်တွေကြီးပါပဲတဲ့